အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ယောက်ျားတစ်ယောက်မှာရှိကိုရှိတဲ့အရေးချင်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ယောက်ျားတွေဆိုတာဘဝမှာဥဆောင်နိုင်တဲ့သူတွေဖြစ်ဖို့အလွန်ကိုမှအရေးကြီးပါတယ်ဒါကြောင့်ယောက်ျားတစ်ယောက်မှာရှိတဲ့အရေးချင်းတွေကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါမယ်နဘတ်တစိတ်တက်ခိုင်မှမူဘဝမှာဘလို့အခက်ခဲတွေပဲရှိရှိရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိဖို့လိုအပ်ပါတယ် လူတယောက်ရဲ့ဘဝအပြောင်းလဲဆိုတာသူ့ရဲ့စိတ်သက်ခိုင်မှုရှိခြင်းတွေစိတ်ရှိတီးခတ်နိုင်စွမ်းရှိခြင်းတွေလွယ်လွယ်နဲ့စိတ်တက်မကြခြင်းတွေပေါ်မှာများစွာမူတည်နေပါတယ်။နံပါတ်1တာဝန်ယူမှုနဲ့ယူသားမှုယောက်ျားတယောက်ကကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အလုပ်ကိုင်ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်အတွက်တာဝန်ယူနိုင်ဖို့လိုအပ်ပါတယ်။အထူးသဖြင့်ကိုပြောလိုက်တဲ့ကတိစကားတွေကိုတာဝန်ယူတာမျိုးကိုယ့်ရဲ့အပြုအမူနဲ့လုပ်ရက်တွေကယူသားတာမျိုးတွေကယောက်ျားတယောက်မှာရှိတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။နံပါတ်3 ဉာဏ်ရည်နဲ့အသိပညာရှိမှုဘဝမှာလူတွေပေါ်မှာအမျှော်မြင်ရှိဖို့နဲ့စင်ကြင်တုံတရားနဲ့ဆုံးဖြတ်နိုင်စွမ်းရှိဖို့ကအလွန်ကိုမအရေးကြီးပါတယ်။ယောက်ျားတစ်ယောက်ကကိုယ့်ရဲ့အမှားကိုဝန်ခံတတ်ဖို့နဲ့အမှန်တရားကိုလက်ခံနိုင်စွမ်းရှိဖို့လည်းလိုအပ်ပါတယ်။နံပါတ်၄စာနာထောက်ထားမှုယောက်ျားလေးတစ်ယောက်ကကိုယ့်ရဲ့ဇနီးမယားအပေါ်ကိုယ့်ရဲ့မိသားစုအပေါ်ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်အပေါ်နဲ့သူများအပေါ်မှာစင်နာတတ်ပြီးမေတ္တာထားတတ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့စေတနာကိုအလွဲသုံးစားမဖြစ်အောင် ကိုယ့်အပေါ်မှာမကောင်းတဲ့သူတွေကိုအာမနာတက်ဖို့နဲ့လစ်လူရှုတက်ဖို့ပါလုပ်ဖို့လိုအပ်ပါတယ်။နံပါတ်၅လူမှုဆက်ဆံရေးအကောင်းမှုမှုယောက်ျားတစ်ယောက်ကလုပ်ငန်းတစ်ခုခုမှာအဆင်ပြေခြင်းနဲ့ဆိုရင် မိษွေအပေါင်းအသင်းဆိုတာအလွန်ကိုမှအရေးကြီးပါတယ်။ဒါကြောင့်ကိုယ့်ရဲ့မိษွေအပေါင်းအသင်းတွေကိုရွေးချယ်ပေါင်းတက်ဖို့နဲ့လိုက်ရောညီထွေမှုရှိအောင် ပြောဆိုဆက်ဆံတက်ဖို့ကလည်းအလွန်အရေးကြီးပါတယ်။ မိတ်ဆွေပေါင်းတင်ကောင်းတွေရဖို့ဆိုတာဟာလေကိုယ့်ရဲ့အရေးချင်းအပေါ်ကိုယ့်ရဲ့ငွေကြေးအပေါ်ကိုယ့်ရဲ့အလုပ်ကိုင်အပေါ်မှာများစွာမူတည်နေပါတယ်။ဒီအရေးချင်းတွေကယောက်ျားတစ်ယောက်ကိုလူကြီးလူကောင်းတဦးအဖြစ်ပုံမူပြည့်စုံစေပါတယ်။အခုဆိုရင်ယောက်ျားတစ်ယောက်မှာရှိတဲ့အရေးချင်းတွေကိုတည်ကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။